ဒီလာထဲမှာဖားကန်မြို့နယ်တွေကမော်နယ်မြေတွေပါဝင်ရွာတွေထဲမှာ KIA တပ်ပတ်ကအဓမ္မတသားသိကောက်တာတွေကများလာနေတယ်ဒေသခံတွေအနေနဲ့စစ်တပ်ဘက်ကမစင်မချင်းပြစ်လိုက်တဲ့လက်နက်ကြီးကဘယ်ချိန်ကိုအိမ်ဖောင်မှုပေါ်ကြာလာမလဲဆိုတာကို တွေးပူနေရသလိုစာဝတ်နေအတွက်အလုံထွက်လုံနေကြရတယ်ကိုလိန်ကိုသားခင်ဗျာ ဘယ်ချိန် KIA ကဆွဲခေါ်သွားတာခံရမလဲဆိုတာကိုပါပူပန်နေကြရပါတယ်။ဒေတာသတင်းရင်းမြစ်တွေကိုအခြေခံပြီးတော့ဒေတာကောက်ကြည့်တဲ့အခါမှာတော့ကချင်ပြည်နယ်အတွင်းမှာ KIA တပ်ဖွဲ့ရဲ့တပ်သားတက်အထမကောက်တာက2022လောက်ကစနေပါပြီ။သို့သောမခံနိုင်လို့ထပြောတဲ့နဂအဖွဲ့စည်းတွေရဲ့တရားဝင်ထုတ်ပြန်တဲ့သတင်းတွေကလွဲလို့အခြားဖယ်အဖွဲ့စည်းတွေကမှမထုတ်ပြန်ကြတာကိုလည်းသတိပြုမိပါရစေ။ 2023ကနေ2025ခုနှစ်အတွင်းမှာတော့ပမောမန်စီမူမောက်ကနေပိုင်းမောင်မျိုးနယ်တွေထဲတိ KIA တပ်ဖွဲ့ရဲ့အထမတတသိကောက်ယူမှုက တိုးလာနေတာကို ကောက်ယူရရှိတဲ့ data တွေအရထပ်သိရပါတယ်။ဒါ့အပြင်2025ခုနှစ်ထဲမှာတော့မုံညင်းမျိုးနယ်အင်းတော်ကြီး data နဲ့ဟာကတ်မျိုးနယ်တွင်တိယောက်ျားလေးတွေပေါ်မှာအထမတတသိစုဆောင်မှုက တိုးလာနေတာကိုပဲတွေ့ရပါတယ်။ ။ဒီကျင်းနာမျိုးနယ်ကွဲမှာပါတဲ့စံပုံမျိုးကမှဆိုရင်အထမတသားတစ်ကောက်ယူရုံးနဲ့အတွက်အိမ်မူကိစ္စလုပ်ဖို့ယောက်ျားလေးဆိုတာကမကြံတလောက်ဖြစ်နေတယ်ဆိုတာကိုတွေ့ရပါတယ်။ပူဆိုးတာကအထမစတာကောက်ယူမှုတွေပြင်စာနယ်ရိက္ခာနဲ့ငွေကြေးကောက်ခံမှုတွေပါတိုးလာနေတာကိုသိရှိရပါတယ်။ဒီနေရာမှာတသားတိတ်ကောက်ယူမှုကိစ္စကိုအထမလို့ဘာကြောင့်ပြောရတယ်လဲဆိုတာကိုရှင်းပြဖို့လိုပါလိမ့်မယ်။ စစ်အာဏာရှင်ကိုတော်လှန်ဖို့ရွာလုံးကျော်စည်င်းပေးတဲ့အညာကြီးကအခြေအနေနဲ့မတူတဲ့အခါအဓမ္မဆိုတာကိုတော်တော်လူကနားလည်မယ်မထင်ပါဘူးအဓမ္မဆိုရင်စစ်တပ်ကပဲလုံနေတာဆိုပြီးသားသိကြတာဆိုတော့နားလည်ရခံနိုင်ပါတယ်ရှင်းပြပါမယ်မတရားတော့ဘူးလို့လက်တွေ့သိမြင်ရတဲ့အဖွဲ့အစည်းကိုတော်လှန်ဖို့အတွက်ဖိအားပေးခိုင်းစေမှုမပါပဲတသားဖြင့်ကိုရိုင်းကိုကြတွားရောက်စည်င်းပေးတာမျိုးမဟုတ်ပဲတအိမ်တယောက်မလာမနေရဆိုပြီးဖိအားပေးတာမျိုး ညအချိန်မတော်အိမ်ထဲဝင်ပြီးဖမ်းခေါ်သွားတာမျိုးလမ်းမပေါ်မြင်လို့ဖမ်းခေါ်သွားတာမျိုးမှန်သမျှကတော့အရမတသားတိတ်ကောက်တာပါပဲထပ်ဖြည့်ပြီးပြောပါဦးမယ်ဘဲဆရာတော်ရဲ့ညှိနှိုင်းပေးမှုအရာဘဲအဖွဲ့အစည်းရဲ့ကူညီမှုအရာဆိုတဲ့ခေါင်းစဉ်အောက်ကနေပတ်စံဘလောက်ပေးရင်ပြန်လွတ်ပေးတယ်ဆိုတာမျိုးကလည်းအရမတသားတိတ်ကောက်ခြင်းရဲ့အကျိုးဆက်အနေနဲ့ဖြစ်ပေါ်လာတဲ့အရမအမှုပါထပ်ပြောပြပါမယ်တသားတိတ်ကောက်ရင်ပေး စက်ကြီးကောက်လင်ထဲအဖွဲစည်းလိုအပ်ချက်အရကြောက်စိတ်တူဖို့ရွာမြင့်နဲ့စာတင်ချောင်းကအစဖယ်ပါလို့အမိန်ထုတ်လင်ဖဲပြတ်မပြောနဲ့မဝေဖန်နဲ့ဝေဖန်ရင်ငါတို့ပြည်နယ်မှာမနေနဲ့ဖားကတ်မှာကြောက်လာမရှာနဲ့ထမင်းဝအောင်စားတာအသက်ပိုဆောင်တာစသဖြင့်ဖိနှိပ်နေတာမှန်သမျှကလည်းအတ္တမအမှုတွေပါဖာကန်တက်ပြီးတော့နှစ်ပေါက်အောင်အစင်ရခန့်အငက်ခရင်ရှင်းမစင်းရှာမိတဲ့ပကိုးသားခမည်း ကြောက်စိမ့်ရှာတွေးကမှကန်ဆိုးပြီးတော့ပစ္စတိုပြအသိမ်းခံရပါတယ်ဆိုတဲ့အဖြစ်ပြက်မျိုးတွေကစားအထမအမှုတွေပါပဲရှင်းအောင်ပြောရရင်ဗမာပြည်တဝမ်းကို ကိုယ်အိမ်မှတ်ပါ ကိုရာမှတ်ပါဆိုတဲ့ဒုဗမာသချင်းတိုင်းတော့ဖားကတ်မှာရှာမယ်မထင်လေနဲ့တိုင်းလျင်ပေးလိုက်တန်ရတန်ကြီးတွေကအခွန်ဆိုပြီး60ရာခိုင်နှုန်းဖြတ်လဲခံလိုက်နှုံမှုဆိုရင်နှုံးကန်ထဲမှာပုံမှန်ပေါ်လာတဲ့အလောင်းဟာဘသူမဆိုဖြစ်သွားနိုင်တယ်မဟုတ်ပါလား ဒီနေရာမှာ KIA တက်နဲ့အာနာသိန်းစစ်တပ်ကြားကအခြေအနေကိုလည်းအလင်းသင်လုံးပြောပြရစေ KIA တက်နဲ့အာနာရှင်စစ်တပ်ဆိုတာကဇီဝဗေဒဘာသာရပ်ပါတရဝမျိုးစိတ်တမျိုးနဲ့ဥပမာပေးရရင်တော့ဂေဟာစနစ်တွေကိုဖျက်ဆီးတဲ့နေရာမှာပီဇာတူတဲ့အသွင်ကွင်းမျိုးစိတ်တွေပါပဲ။အပြင်းမှန်းမှာရန်သူလိုဖြစ်ကြပေမဲ့ဖားကန်ရှန်နာမျိုးကိုအခြေပြုလိုက်တဲ့အခါ KIA တပ်ပတ်က စလန်ကပါဒုကပါတို့ဆိုတာကအာနာရှင်စစ်တပ်ဘက်ကပုံမှုဆိုတာရောက်ဖခေါ်ပြီး KTV မှာဖက်ကနိုင်ကြတဲ့အထိတွဲသွားနိုင်တဲ့အထိဗီဇာတွေကတူကြပါတယ်ဒီချစ်ဆွဲအဆက်ကလေးတွေကိုအခြေခံလိုက်တဲ့အခါမှာတော့တတိုင်းပြည်လုံးကစစ်အာနာရှင်ကိုတော်လှန်နေချိန်မှာတော့နေပြည်တော်စီငိမ့်ငိမ့်ကိုယ်စားလှယ်လွှတ်ထားနိုင်တဲ့အထိ KIA တပ်ဖွဲ့ကစွန့်နေပါတော့တယ် KNU ကို မတရားသိမ်းကျင်ရတဲ့အာဏာသိမ်းစစ်တပ်က KIA ကိုမကျင်ညာတာကိုကြည့်ရမယ်။နောက်ွယ်ကဆက်ဆက်မှုသဘောကိုမြင်သာနေပြီမဟုတ်ပါလား။တကယ်တော့ဖခင်မျိုးနယ်ကလူလူတွေဟာ KIA တပ်ဖွဲ့နဲ့အာဏာရှင်စစ်တပ်တို့ရဲ့ပိုကျဆုံမှုချက်လက်မှုကိုနှစ်ပေါင်းများစွာတည်းကခံလာခဲ့ကြရတာဖြစ်ပါတယ်။သိမိသူတွေလည်းရှိကြပါလိမ့်မယ်။စစ်တပ်ကအာဏာမသိမ်းခင်ကာလ2018ခုနှစ်မှာ ဖာကန်မြို့နယ်နမဖြစ်ကြီးရွာအခြေခံပညာကျောင်းကကျောင်းဆရာဦးအောင်စင်ထွန်းကိုတိခတ်တက်ပြတ်ခံခဲ့ရတဲ့ဖြစ်စဉ်မှာကချင်နှဲဆိုင်တဲ့နေတနေမှာကျောင်းမတက်လို့ဆိုပြီးကျောင်းသားကလေးတချို့ကိုအပြစ်ပေးမိရတာနေစတဲ့တိခတ်တက်ပြတ်ခံရမှုအပေါ်ယခု AUG အစိုးရရဲ့ပညာရေးဒူးဝင်ကြီးဖြစ်တဲ့ဦးဆိုင်ခိုင်မျိုးထွန်းဦးဆောင်တဲ့ဆရာများတမကကတော့ဆန္ဒပြကန့်ကွက်ခဲ့မှုပါတယ်။ အခုတော့လေတူဝင်ကြီးခင်ဗျာဒီပတရားမှုကိုတော်လန်ရေးကျေးဇူးနဲ့ရင်ကျေးအေးနေလောက်ပါပြီအခုတလောက်ဖြစ်နေတာဘယ်သူမှထုတ်မပြောကြဘူးလားဆိုတော့ဘယ်သူမှထုတ်မပြောနိုင်ကြလို့ဒီလိုအရမအနိုင်ကျင့်နေနိုင်တာပါပဲလို့ဖြေစရာရှိပါတယ်အရှေ့တောင်အာရှနိုင်ငံတွေမှာဆိုရင်မြန်မာပြည်လောက်လူခွေ တောင်းဆိုတဲ့အဖွဲ့အစည်းများတာမြန်မာပြည်ပဲရှိမယ်ထင်ပါတယ်သို့တော့မြန်မာပြည်ကလူအခွင့်အရေးသမားသို့မဟုတ် အဖွဲ့အစည်းတွေဆိုတာကမကောင်းမှုမှန်သမျှဆိုလေအနာရှင်စစ်တပ်ကိုပဲပြစ်မှတ်ထားဆွဆွဲဖော်ထုတ်ကြတာကလွဲလို့ကိုယ်နဲ့ဆက်ဆက်ပတ်သက်တဲ့အဖွဲ့အစည်းရဲ့အဓမ္မအမှု ကျွလွန်သမျှကိုတော့ရှင်းကုံနှုတ်ပိတ်နေကြတာများပါတယ်ဆိုတော့အခုကာလမှာတော်လန်နေကြတဲ့ဘသူကိုမဆိုမေးကြည့်ကြည့်ရှားကျင်တာကဒီမိုကရေစီ နေစင်တာကဖက်ဒရယ်နိုင်ငံထောက်ခံနေတာကစစ်အာဏာရှင်တော်လှန်ရေးလို့တော့ပြောကြပါလိမ့်မယ်။သို့သောဝေဖန်သုံးသပ်ပြရင်တော့မကြိုက်တော့ဘူး။ဒေသတစ်ခုရဲ့အခြေအနေမှန်ကိုထုတ်ပြောရင်အသက်ကိုယ်ပါရရှာဖို့စ조사လာကြတာရဲ့လူမသိသူမသိလှုပ်ကြံခံရတာရဲ့ပဲတိုးလာနေပါတယ်။ပိုးဆိုးတာကဆင်းရဲတွေနှလုံးမကနစ်နေတဲ့အခြေခံလူလူပေါ်ငါတို့ကမထောက်ခံရင်တော့အကုန်စစ်တပ်ဘက်ကလူတွေပဲဆိုပြီး လူမျိုးအခြေပြုမီဒီယာနဲ့အဖွဲ့အစည်းအခြေပြုမီဒီယာတွေကနေမှိုင်းတိုက်ချလိုက်တာပါပဲဒီနောက်မှာတော့ရန်ကမခွဲတတ်တော့ပဲငါနဲ့မတူငါရန်သူမှုနဲ့ဖျားပွဲမှာပခုံးချင်းတိုက်မိသူကနေ စီးပွားပြိုင်ပတ်တွေထိဒလန်ကောင်းစင်အောင်မှရှင်းလင်းခံကြရပါတော့တယ်ရွှေဘုံနယ်ပတ်နဲ့စာလင်းကြီးနယ်ပတ်မှာဆိုရင်ဒေတာခန့်လူလူအနေနဲ့လူအခွင့်အရေးချိုးပေါက်ခံရတာကိုဆွဆွဝါဝါတွေ့မြင်လာနေရပါတယ်။ တ်မပြည့်သေးတဲ့မိန်းကလေးကိုအရမကျင့်တဲ့အမှုမျိုးတွေကလည်းမတင်ကလည်းကိုဝင်ဆောင်အမျိုးသမီးတော်မချမ်းပဲတုတ်တင်ရှင်းလင်းတဲ့အမှုမျိုးတွေအထိပေါ်ပေါက်နေပါဗျ။ဘာသာရေးဘက်မှာဆိုရင်လည်းစတက်နဲ့ဆက်ဆက်တဲ့ဆိုတဲ့ခေါင်းစဉ်အောင်မှာရွာဦးဖုန်ကြီးကစကက်သလစ်ခရစ်ယာန်ဖုန်တော်ကြီးတီရရက်ဆက်ဆက်တုတ်တင်ပြကြတာမျိုးကိုလည်းတွေ့ကြုံနေခဲ့ရပြီဖြစ်ပါတယ်။ သို့တော့ဒီလိုလူမဆန်တဲ့ပြစ်မှုတွေကိုဖော်ထုတ်တင်ပြတိုင်းကြုံတွေ့ရတာကတော့စစ်တပ်ကလုပ်တာတွေကိုအရှင်ပြောအောင်အာဏာသိမ်းစစ်တပ်ကသာလင်တရက်ခန့်စစ်တပ်အာဏာမသိမ်းရင်တာရီမဖြစ်ဘူးဆိုပြီးတော့အဓမ္မမှုချင်းခြေရာတိုင်ပြကြတာပါဒီလိုနဲ့ KIA တပ်ဖွဲ့ဦးဆောင်လာတဲ့ UNG အစိုးရရဲ့အမတ်တစ်စနေမီကအဓမ္မအမှုပေါင်းများစွာဟာတာဝန်ယူမှုတာဝန်ခံမှုခေါင်းပါသလောက်အရေးယူခြင်းမခံရပဲလေလိုပြလိုလွင့်ကုန်တာများပါတယ် အဆိုဆုံးကတော့ရှားသဝဲမှုများစွာကျူးလွန်နေသူကို ခရိုင်ကိုကဲရင်မှုအဆင့်တိုးပေးလိုက်တာမျိုးပါပဲဒီတော်လှန်ရေးစီမှာဒီမိုကရေစီစနစ်ရဲ့အခြေခံခွင့်ရေးတွေကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုချိန်ချောက်မှုပေါင်းများစွာနဲ့ပိတ်ထားလိုက်ကြတဲ့ကနောက်လာတဲ့မောင်ပလဲဒိုင်းဝန်ထမ်းမကဲတော့တန်းတူလိုင်းနေမှန်တည်လာရပြီဖြစ်ပါတယ်ကျမှုပေါင်းများစွာကျူးလွန်လိုက်စစ်တပ်စခန်းတွေတင်ပြလိုက်ပြဿနာများစွာရှာလိုက် မြို့သိမ်းတိုက်ပွဲဖန်တီးလိုက်တဲ့လုံနေကြတာကလည်းရှေးတုန်းကရှင်ဘီရင်တွေလူလူပေါ်တစ်ဖက်ကဖိနေရင်တစ်ဖက်မှာဖျားတဲပြတာထက်တော်မပေါ်ပါဘူးတိတက်ဆိုတာကမြို့ရည်နယ်တွေအသိမ်းကြပြီးတော့လက်တွေမထိနိုင်တဲ့အခါအာနာသိမ်းစစ်တပ်ရဲ့တံပြန်ထိုးစစ်ကြောင့်နှစ်ဖက်တိုက်ပွဲတွေကြောင့်ပါလူလူအသက်အိုအိမ်တွေဟာအကြိမ်ကြိမ်တည်ကြည်ပျက်စီးကြရတာပါပဲဒီနေရာမှာဒုတိယကမ္ဘာစစ်တွင်မှာ BIA တပ်ဖွဲ့ပေါ်ပေါက်လာမှုအနေထားနဲ့ အနည်းဆုံးဥပမာပေးကြည့်ချင်ပါတယ်။ပဝေးသေးတဲ့အတိတ်သမိုင်းကိုပြန်ကြည့်တဲ့အခါဗြိတိရှားကိုလိုနီလောက်ကနေရုံထွက်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ PIA တက်ကို Passage Fancy ကအကူအညီယူပြီးစောက်ဖွဲ့ခဲ့တာကိုတွေ့ရပါလိမ့်မယ်။ဒီလိုဖွဲ့ပြီးတဲ့နောက်တော်လန်ရေးခီကို PIA တက်ဆောက်ရှောက်ရတဲ့ချိန်ကစပြီးနိုင်ငံရေးခေတ်ကာလတစ်လျှောက်လုံးမှာတရေမမှန်ပဲဖွာတော်မူလာတဲ့မိမနိုင်ဖမနိုင်စစ်တပ်အဖြစ်ဝေဖန်လာကြပါတယ်။ မဟုတ်ဘူးလားလို့မေးကြည့်ဟုတ်တာထက်တောင်ပုံနေပါသေးတယ်။ဒါဆိုရင်လက်ရှိအခြေအနေအရစစ်အာဏာရှင်လက်အောက်ကနေရုံထွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကိုအမည်အမျိုးမျိုးနဲ့ဖွဲ့စည်းကြတဲ့ပုံမှာ PIA တပ်ဖွဲ့တွေကလို့တရီမန်ဤမမန်ဤကိုတုံ့တက်ကြည့်ဖို့မလိုဘူးလား။ဥပမာသူ့စုံမှုနယ်မြေမှာအရမဆက်ကြီးကောင် အဲ့ဒါမှတသားသိက္ကမတူညီတဲ့လူမျိုးစုတွေပေါ်မှာဖိနှိပ်နေပြီးတော့ Federal Democracy ရကျင်လွန်ပါတယ်ဆိုတဲ့လက်နက်ကိုင်တပ်ဖွဲ့တပ်ဖွဲ့ကိုဆရာတင်လိုက်ပြီးတာမျိုးပေါ့လေလောကမှာဆရာထက်တပည့်လက်ဆောင်ထက်တယ်လို့ပြောကြပါဗျဒုတိယကမ္ဘာစစ်ကာလတုန်းက Fascist Spanish ကတပိတ်ခံလာတဲ့ PIA တပ်ဖွဲ့ကတော့ကရင်နယ်တွေမှာလက်ဆောင်ထပ်လိုက်ပုံများဆရာဖြစ်သူဂျပန်တွေတောင်ပြန်အံ့ဩယူရပါတဲ့ ဒါဆိုရင်ဒီဘက်ခင်မာရောလက်ဆောင်တွေအပြိုင်ဆိုင်ထက်နေကြသလားဆိုတာကိုသက်ဆိုင်ရာလူအခွင့်အရေးတောင်းဆိုသူများ Federal ရေး Democracy ရေးလှုပ်ရှားသူတွေအနေနဲ့တုံ့သက်ကြတန်ကောင်းပါရဲ့။အန်ဒီယမကင်းတော့လည်းငြိမ်းပြီးကြည်နေကြုံပေါ့လေ။အဂတိလေးပါမှာဘယာဂတိဆိုတာလဲပါတကူ။ဆိုတော့ဆရာမညိုညင်အောင်ဘလို့မတရားမှုတွေတွေ့တွေ့တိတ်တိတ်နေနိုင်အောင်လေ။မနေနိုင်ရင်လည်းအားလုံးကောင်းပါလေခင်ဗျာလို့သာဟောပြကြလဲပြကြရှာမပေါ့။ Federal Democracy ကလည်းလိုချင်ကြသေးတာကိုနော်။